ကိုစိတ်နှလုံးပိုင်းဖြတ်ပြီးမှဘုရားရှင်အတွက်ဂတိပေးပြီးတော့အလှငွေနဲ့ပါဝင်ဆက်ကပ်မှုအမှုတော်မှာဆက်ကပ်ခြင်းနဲ့ပြည့်လို့ဖွင့်တော့အရင်အရေးကြီးပါတယ်အလှူဒါနပေးကမ်းခြင်းဟာအင်မတန်မှကောင်းပါတယ်မြောက်များစွာသောအလှငွေဟာအသင်းတော်အတွက်အများစွာအကျိုးရှိစေပါတယ်ဒါပေမဲ့အာနနိနဲ့ရှဖီရီရဲ့အသက်တာကိုကြည့်တဲ့အခါမှာသူတို့မှာရှိတဲ့တန်ဖိုးထားတဲ့အရာကိုမစွန့်လွှတ်ခြင်းဘူးပေးဆက်ခြင်းစိတ်ဆန္ဒမရှိဘဲနဲ့ဆက်ကပ်ခြင်းတောင်ဆောင်တဲ့အတွက်ကြောင့် တို့ကြရှုံးခင်းကြတယ် မင်္ဂလာနံနဲ့ခင်ပါခင်ဗျာဘုရားသခင်ကမကုံဆုံးတဲ့ကယူနာတော်ကြောင့်ကျွန်တော်တို့ဒီနေ့ဆိုရင်စက်တင်ဘာလ29ရက်နေ့အထိရောက်ရှိလာခဲ့ရဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Let us pray ဆိုတဲ့ morning devotion အစီအစဉ်ကိုလည်းနေ့စဉ်နဲ့6နာရီတိုင်းမှာဆက်လက်တင်ဆက်ပေးလျက်ရှိပါတယ်စောင့်မျှော်ကြည့်ရှုပေးကြဖို့လည်းကျွန်တော်နေနဲ့ထပ်ပြီးတော့တိုက်တွန်းပါရစေဆုတောင်းချက်တွေကိုလည်းလက်ခံလျက်ရှိပါတယ်အရောက်တိုင်းအတွက်ကျွန်တော်တို့ဆုတောင်းပေးနေလျက်ရှိပါတယ်ဒီနေ့စက်တင်ဘာလ29ရက်နေ့အတွက်ကြားနာမဲ့ခေါင်းစဉ်ကတော့ သူတော်ကောင်းဟန်ဆောင်ခြင်းကိုဆန့်ကျင်၍တတိပေးခြင်းဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်အခြေခံထားတဲ့ကြမ်းချက်လေးဖတ်ပြခြင်းပါတယ်တမန်တော်ဝတ္ထုအခန်းကြီး9အပိုင်းငယ်9မှာဖြစ်ပါတယ်ထိုစကားကိုကြားလျင် အာနဏိသည်လဲ၍သည်ထိုအကြောင်းအရာကိုကြားသောသူအပေါင်းတို့သည်အလွန်ကြောက်လန့်ခြင်းသို့ရောက်ကြ၏ကျွန်တော်တို့ဒီနေ့တော့တန်ရှင်တော်ဝိညာဉ်တော်ကိုဟန်ဆောင်ပြခြင်းနဲ့လိန်လေခြင်းရဲ့ ြောင်းမတ်ဖွေရအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဝิญဉ်သင်ခန်းစာရယူဖို့ဖြစ်ပါတယ်ဒီတမန်တော်တွေအချိန်ခါတော့ကျွန်တော်အူယုံကြည်သူများစွာဟာဆိုလို့ရှိရင်သူတို့ခရိယန်တွေဖြစ်လာပြီးတဲ့နောက်ပိုင်းမှာသူတို့မိသားစုဝင်တွေရဲ့ဒီနှင်ထုတ်ခြင်းတွေအဆက်အသွယ်ဖြတ်ခြင်းတွေတချို့လည်းပဲယူဒလူအဖြစ်ကနေပြီးတော့ဆွန့်လွတ်ခြင်းတွေစသဖြင့်အမျိုးမျိုးဒုက္ခတွေနဲ့ရင်ဆိုင်ပြီးတော့မှခရိယန်ဖြစ်လာကြပါတယ် သူတို့အတွက်စားစရာနေရာထိုင်ခင်းအများကြီးလိုအပ်တယ်ဒီအရာတွေအားလုံးလည်းပဲတမန်တော်တွေနဲ့ယုံကြည်သူခရိယန်တွေအချင်းချင်းတက်ညီလက်ညီဆောင်ရွက်ကြတဲ့အခါမှာအင်မတန်မှလည်းပျော်စရာကောင်းလာပြန်တယ်တမန်တော်ဝတ္ထုအခိုင်းလေးငွေ32မှာဘာပြောထားလဲဆိုတော့ယုံကြည်သောသူအပေါင်းတို့သည်စိတ်နှလုံးတညီတညွတ်လေးရှိကြ၍အဘယ်သူမျှမိမိဥစ္စာတစုံတစ်ခုကိုငါဥစ္စာဟု၍မဆိုဘဲရှိသမျှသောဥစ္စာတို့ကိုဆက်ဆံသဖြင့်သုံးဆောင်ကြ၏ တင်းလက်တယောက်ပေးလူကြပါလေပေးလူတဲ့နေရာမှာနာမည်ကြီးပုဂ္ဂိုလ်ကတော့ဒီဘာနဘဆိုတဲ့စီးပွားရေးသမားတယောက်ဟာသူကမြေခွက်ကိုရောင်းပြီးတော့ဒီယုံကြည်သူအားလုံးအတွက်ပေးလူတဲ့အခါမှာဝမ်းသာစရာ ဖြစ်ပါတယ်စေနာစိတ်ရင်းနဲ့လာလှူတဲ့ကြီးမားတဲ့အလှူဒါနတွေဟာလည်းပဲအသိတော်ကိုများစွာအထောက်ပံ့ပြုပါတယ် ဒါပေမဲ့စိတ်မကောင်းစရာပုံကိုတွေကထပ်ပေါ်လာပြန်ပါတယ်။သူတို့ကတော့အာနဏိနဲ့ရှက်ဖရီရဲ့ဇနီးမှောင်တဲ့နှစ်ဦးဖြစ်ပါတယ်။သူတို့စိတ်အားထက်သန်ကြတယ်။ပေးလူဖို့တခြားသောသူတွေပေးလူသူတို့လည်းပေးလူခြင်းနဲ့ဒီအာနဏိနဲ့ရှက်ဖရီဆိုတဲ့ပုံကိုနှစ်ဦးကဒီပင်တွေကုတ်တွေပွင်းနေမှာပြောင်းလဲလာတဲ့ပုံကိုတွေဖြစ်ကြပါတယ်။တန်ရှင်သောဝိညာဉ်တော်နှိုးဆော်မှုနဲ့အသိတော်တွေကိုရောက်ရှိလာတာဖြစ်တယ်။ဒါပေမဲ့သူတို့ဟာ ဝิญဉ္ဇဏ်တော်နဲ့ပြည့်ဝမှုရှိသလားမရှိဘူးလားအခုချိန်ထိဆန်းစစ်ရမယ့်အနေထားပဲဒါကြောင့်သူတို့စိတ်အားထက်သန်မှုအရမြေခွက်ကိုရောင်းပြီးတော့မှအလူငွေထဲဖို့ဂတိပေးလိုက်ကြတယ်။ဒါပေမဲ့သူတို့အแทမှမပြောက်သေးတဲ့အရာတခုကတော့တတ်မှတ်တဲ့စိတ်ပဲဖြစ်ပါတယ်။သူတို့ပေးခဲ့တဲ့ဂတိကိုနောက်မှသူတို့ပြန်စင်းစားတယ်။မြေခွက်ရောင်းရငွေနဲ့သူတို့ပေးထားတဲ့ဂတိပြန်ချိန်ကြည့်တဲ့အခါမှာမတ်လောက်စရာတန်ဖိုးကိုသူတို့ရရှိဟန်တူပါတယ်။ဒါကြောင့် တို့ပေးထားတဲ့ဂတိအတိုင်းငွေအားလုံးကိုမပေးဖို့ဇနီးမောင်နှံတို့ဟာတိုင်ပင်ပြီးတော့ငွေအများကိုသူတို့ပြန်ပြီးတော့ခြံလှက်ထားခဲ့ကြတယ်။ဖျားသခင်ဟာဟန်ဆောင်ချင်းကိုအင်မတန်မှမုန်းတီးတဲ့ပုံကူဖြစ်ပါတယ်။မိမိမတတ်နိုင်ရင်အတနာခံလို့ရတယ်။ဂတိမပေးဘဲနဲ့ကိုယ့်ရဲ့စေတနာအလျောက်ပေးလူတဲ့အလူငွေအ ਨੇ ကိုလည်းဖျားရှင်လက်ခံပါတယ်။ ဒါပေမဲ့လူများအထင်ကြီးအောင်ဂတိတွေအများကြီးပေးပြီးတော့တကယ်လက်တွေ့မလုပ်တဲ့အရာကိုတော့ဘုရားသခင်အင်မတန်မှမုန်းပါတယ်။တန်ရှင်တော်ဝိညာဉ်တော်ဟာအာနနိနဲ့ရှဖီရေတို့ရဲ့မယိုးသားခြင်းအကြောင်းကိုတတိပေးလိုက်တယ်။နောက်ဆုံးရလက်ကတော့သေခြင်းပဲဖြစ်ပါတယ်။ဘုရားရှင်ရဲ့ညံတော်အရာအသိန်းတော်ဟာဆိုလို့ရှိရင်တန်ရှင်ရမယ်။ဒီလိုမျိုးဟန်ဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့အသိန်းတော်ဟာ အပေးအယူလုပ်လို့မရဘူး။ညှိနှိုင်းလို့မရပါဘူး။ အော် तू ကတော့ဒီတစ်ခါပဲခွန်းလွန်းလိုက်မယ်ဆိုတာလူသားတွေရဲ့အတွေ့အထိတန်ရှင်သောဝိညာဉ်တော်ရဲ့အမြင်ကျွန်တော်တို့နားမလည်နိုင်တဲ့အရာတွေရှိပါတယ်။ဝိညာဉ်တော်ကိုပြစ်မှားတဲ့အတွက်ကြောင့်ချက်ချင်းသိရပါတယ်။ဝိညာဉ်တော်ကိုပြစ်မှားခြင်းဟာခွန်းလွန်းလို့မရဘူးလို့တမန်ကျမ်းသာဖော်ပြထားပါတယ်။ကျွန်တော်တို့ရဲ့အတ္တတာမှာလည်းပဲတန်ရှင်သောဝိညာဉ်တော်ကို မလိမ့်တပတ်မပြူမီဘူးအိထုသတိထားရပါမယ်။ကိုယ်စိတ်နှလုံးပိုင်းဖြတ်ပြီးမှဘုရားရှင်အတွက်ဂတိပေးပြီးတော့ အလူငွေနဲ့ပါဝင်ဆက်ကပ်မှုအမှုတော်မှာဆက်ကပ်ခြင်းနဲ့ပြည်လို့ဝင်တော့အရန်အရေးကြီးပါတယ်။အလူဒါနပေးကမ်းခြင်းဟာအင်မတန်မှကောင်းပါတယ်။မြောက်များစွာသောအလူငွေဟာအသင်းတော်အတွက်အများစွာအကျိုးရှိစေပါတယ်။ဒါပေမဲ့အာနနိနဲ့ရှဖီရီရဲ့အသက်တာကိုကြည့်တဲ့အခါမှာသူတို့မှာရှိတဲ့တန်ဖိုးထားတဲ့အရာကိုမစွန့်လွှတ်ခြင်းဘူး။ပေးဆက်ခြင်းစိတ်ဆန္ဒမရှိဘဲနဲ့ဆက်ကပ်ခြင်းတောင်ဆောင်တဲ့အတွက်ကြောင့်သူတို့ကြရှုံးခဲ့ကြတယ်။ယင်းနေ့လူတို့ ရှားရဲ့အရသာကိုပဲဦးစားပေးပြီးတော့ငွေကုန်ပြီးအလှငွေထည့်ရမယ်ဆိုလို့ရှိရင်တော့သူတို့တွန့်တုံကြတဲ့လူတွေအများကြီးရှိလာပါတယ်။ဘုရားသခင်နှစ်သက်တဲ့အလှဒါနာကို ပေးထားတဲ့ကိရိတိုင်းပေးခြင်းဟာကိုရောနှစ်သက်တဲ့အရာတစ်ခုဖြစ်တယ်ဆိုတာဒီညာနေပြီးတော့ဝိညာဉ်သင်္ကန်းသာပေးလိုက်ပါတယ်။ထူးကျေးဇူးတင်ပါတယ်။အခုကျွန်တော်တို့ဆက်လက်ပြီးတော့ဆုတောင်းမှုဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ဆုတောင်းပေးရမယ့်ပုဂ္ဂိုလ်တွေကတော့ပါစတာဥဗေတရွှေ ီးတော့ဒေါ်ဘေဘီမောင်နဲ့ဦးမန်ထွန်းတန်းစိန်တို့အတွက်ဖြစ်ပါတယ်ခဏလေးဦးညွတ်ပြီးတော့ဆုတောင်းကြစို့ကောင်းမြတ်ဆုံးလင်းတော်မူသောအဖာကိုရောရှင်ကိုကျေးဇူးတင်တဲ့သာသမီတို့နဲ့တူအမြဲတရှိလန်းပြပေးတဲ့အတွက်ကြောင့်ထူးဝမ်းမြောက်ပါ၏ကိုရောရဲ့ချစ်ချင်းမေတ္တာတော်သာသမီပေါ်၌အမြဲတရှိတဲ့အတွက်ကြောင့်ကျေးဇူးတင်နေဒီနေ့နဲ့နဲ့ကိုရောရှင်ဖွင့်ပြတဲ့သတင်းစကားဒီလည်းပဲသာသမီတို့အတွက်များစွာဝန်ကြီးတင်ခါသာရရှိပါတယ်အာနေနေနဲ့ရှပွေတန်ရှင်းသောဝိညာဉ်တော်ပြစ်မှားမိတဲ့အတွက်ကြောင့်ခွန်းလွတ်ခြင်းမရပဲအသက်သေးဆုံးခြင်းဖြစ်ခဲ့ပါတယ် ဝိညာဉ်တော်ဖရာသာသမီတို့နဲ့အတူအမြဲတည်ရှိ၍တွင်တင်လန်းပြတော်မှာကရိုရှင်ဖဖရာဟုအမြဲတမ်းဂရိတ္တစာပြုလျက်မပြစ်မှားပဲနေနိုင်မည်အကြောင်းစိတ်နှလုံးကိုတန်ရှင်းစေတော်မှာပါကြည်ရှုတော်သူရောက်တည်တည်တိုင်းမှာလည်းပဲဝိညာဉ်ခွန်အားနှင့်ပြည့်ဝလျက်ကိုရိုနဲ့တူနေကြောင်းတည်တည်ထင်ရှားစေတော်မှာယင်းနေနာမကျန်းဖြစ်တော်သူတို့အတွက်လည်းဆက်လက်ဆုတောင်းပါတယ် ကရိုရှင်သားပါစတာဥပိတရွှေတော်၎င်းဒေါ်ဘေဘီမာဖြစ်စီဥမန်ထွန်းတန်းစိန်တို့လည်းကရောကောင်းကြီးပေးတော်မူလျက်အကြမ်းမပြိုရှင်သောအတ္တဆက်လက်ပြရရှိဖို့ကရောမာဆာလံပြပေးပါသူတို့နှင့်တူမြေတရှိပေးသနာတော်မှာကရောလက်တော်ရဲ့စက္ကန့်နဲ့ဒီမှာရှိရဲ့ဒီယုံကြည်သူများဒီနာနဲ့တဲ့တင်စကားကို နားထောင်တဲ့ကိုရသသမီးများညီသက်ချင်းပြည်နှင့်ကိုရရှင်အမှုတော်ထမ်းမှာပါဝင်နေသောအခွင့်ကိုဆက်လက်ယူပေးသနာပါမည်ကြောင်းမြတ်တော်မူသောယေရှုခရစ်တော်ဖျားဤနာမတော်မြှပြုလျေယူသေးပါဆုတောင်းပါသည်ဖာဗျာအာမင်